ပထမအဆုံးတပုတ်အနေနဲ့ MNDA တပ်တွေလာရှုမျိုးပေါ်ကနေအပီးတိုင်းစုခွာနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမျိုးပေါ်ကနေ MNDA ကိုကန့်တပ်တွေစုခွာပြီးနေခဲ့ပြီးလာမယ့် AP 20ရက်နေ့မှာစစ်ကောင်စီနဲ့အလွဲပြောင်းလုပ်ဖွဲ့ရှိရလို့လာရှုမျိုးကန်နေကသတင်းဌာနကိုပြောပါရတယ်။လာရှုမျိုးပေါ်မှာ MNDA ရက်ွက်အုပ်ချုပ်ရေးယုံချုပ်ကိုပိတ်လိုက်ပြီးလို့လုံခြုံရေးအမည်မဖော်လို့တဲ့လာရှုမျိုးကန်တောင်းကပြောပါရတယ်။လူတိုင်းကတော့ AB 20ရက်နေ့ကိုစောင့်ကြည့်နေကြတယ်သူတို့ကရွှေတာကတော့ရွှေနေကြတယ်ဒါပေမဲ့ မြို့ပတ်ပတ်လည်းမှာ MNDA တက်ကအထိုင်းချတယ်သူတို့ကမြို့ပေါ်စနစ်ရက်ွက်ကပဲဖယ်ပြီးတာရက်ွက်လေးအုပ်ချုပ်ရင်ယုံတော့မရှိတော့ဘူးပိတ်သွားပြီးရက်ွက်တေးအုပ်ချုပ်ရင်ယုံကတော့မပိတ်သေးဘူးရော်ကြီးကိစ္စတွေရှိနေသူလို့လို့ပြောတယ်ဂျန်နယ်ရက်ွက်အုပ်ချုပ်ရင်ယုံနေလဲ AB 78ရက်ဒီမှာပိတ်တော့မယ်စစ်ကောင်စီဘက်ကလူတွေလာတဲ့ချိန်မှာလက်လွဲပေးလိုက်ရမယ်လို့ပြောပါတယ်အလွဲပြောင်းမလုပ်သေးခင်လာရှုမြို့မှာ MND ဆက်ဆိုင်ရုံနဲ့ရဲတပ်ဖွဲ့လောက်ကကြံခဲ့မှဖြစ်တယ်လို့နောက်ထပ်လုံခြုံရေးအမည်မဖော်လို့တဲ့ဒေသခံတအုပ်ကပြောပါတယ် အရွှေ့ပြောင်းနေတော့လုံနေကြပြီတင်စရာရှိတာအကုန်သေးတယ်တက်နဲ့ဆိုင်တဲ့ဟာတွေအကုန်သေးတယ် MNDA ကပြောထားတာကဆက်ဆံရေးရုံးရင်ရှင်းရေးကြံခဲ့တယ် MNDA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့နှိဆက်သူတအုပ်ကတော့ MNDA တက်ပြီးမြို့ပေါ်ကနေစုခွာပြီးရနောက်စစ်ကောင်စီကိုကန်တက် MNDA နဲ့တရုတ်ကိုယ်စားလှယ်တွေပေါင်းပြီးရုံးထိုင်မဲ့အခြေအနေရှိတယ်လို့ AP လာစံပိုင်းကဆိုထားပါတယ် MNDA တပ်တွေကမြို့ပေါ်ကနေစုခွာပြီးမှဖြစ်ပေမဲ့မြို့နဲ့၃မိုင်လောက်ကွာမှာဆက်ပြီးနေရာယူထားအောင်မှဖြစ်တယ်လို့လည်း MNDA နဲ့နှိဆက်တဲ့ဒေသခံတွေကပြောပါရယ် ဒါနဲ့ပတ်သက်လို့ MNT ကတရားဝင်သတင်းထုတ်ပြန်တာမရှိသေးသလို MNT တပ်ဖွဲ့ပြောခွင့်ရသူကိုသတင်းဌာနကဆက်သွယ်ခဲ့ပြီးမြေဖုန်းလက်ခံဖြေကြားတာမျိုးမရှိပါဘူး။ငင်းချန်ရေးစောင့်ကြည့်လေးလာသူတအုပ်ကတော့ MNT တပ်တွေလာရှုမျိုးပေါ်ကနေဆုတ်ခွာပေးဖို့အတွက်ကုမင်းစုနေပွဲမှာသဘောတူခဲ့ကြတယ်လို့ပြောဆိုပါတယ်။ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီရော MNDA ဘက်ကပါတရားဝင်ထုတ်ပြန်ပြောဆိုတာမျိုးမရှိကြပါဘူး။ လာရှုမျိုးကလည်း MND တက်တွေဆုတ်ခွာတာကိုဒေသခံတွေအကြားဝေဖန်ပြောဆိုမှုတွေလည်းရှိပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်ကတိုင်းရင်းသားလက်နက်ကိုင်တက်တွေထိန်းချုပ်ရာမြို့ရွာတွေကိုအမြင်လူလိုပုံကျင်းနေတာကြောင့် MND ကပြည်သူတွေကိုငင့်ညာပြီးအခုလိုဆုတ်ခွာပြလိုက်တာဖြစ်နိုင်တယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ကိုကန့်တက် MND က2029စစ်စင်ကာလဖြစ်တဲ့2024ခုနှစ်အောက်တိုဘာလမှာလာရှိုးအခြေဆိုင်စစ်ကောင်စီရဲ့အရှိန်မြတ်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ပြီးလာရှိုးမြို့ကိုပါထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးနိုင်ငံတကာအကူအညီများနဲ့မြေထိန်းချုပ်ထားတဲ့အဖွဲ့တွေကိုပါပေးဖို့ NUG နဲ့ EU အဖွဲ့တွေတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မလင်ပေတင်ပြည်သူတွေအတွက်လူသားချင်းစာနာတဲ့နိုင်ငံတကာအကူအညီတွေကိုစစ်ကောင်စီမှတဆင့်ပေးအပ်နေခြင်းထက်နေမြေထိန်းချုပ်ထားတဲ့အစုဖွဲ့များနဲ့ချိန်ဆက်ပြီးပေးအပ်ရန်လိုအပ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NUG နဲ့မိဖတ်တိုင်းတာလက်နက်ကိုင်အဖွဲ့တို့က EP လ16ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်ချက်မှာအမျိုးသားညီညွတ်ရေးဆိုရာ NUG ၊ကရင်မျိုးသား CNU ၊ KNU ၊ဒီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ချင်းမျိုးသားတပ် OCNF မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ် UABSDN အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WMP ရိုဟင်ဂျာလူမျိုးရေးညွန့်ပေါင်းအဖွဲ့ FRC နဲ့အမျိုးမဖော်လို့တဲ့အင်အားစုများပါဝင်ကြပါတယ် ခွဲခြားဆက်ဆက်မှုနဲ့ပတ်လိုက်မှုကင်းတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုတိုင်းပြည်နယ်နိမိတ်စုစုပေါင်းရင်း20နှစ်ကြာခိုင်နှုန်းကသာစိုးမိုးထားနိုင်တဲ့စင်အုပ်စုထံတိုင်းရိုက်ပေးရခြင်းမဟုတ်ဘဲအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းသားတော်လှန်ရေးအင်အားစုတွေကထိန်းချုပ်စီမံအုပ်ချုပ်ထားတဲ့နေမျိုးတွေရှိ ပါဝင်ပတ်သက်သူအစုအဖွဲ့အားလုံးနဲ့ချိတ်ဆက်ပြီးအထောက်ပံ့ဖို့လိုအပ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာစစ်ကောင်စီကလူထုကိုကိုးစားမပြုသလိုတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကနေပြည်တော်မှာတိုက်ရိုက်လာတဲ့အခြေအနေမဟုတ်တော့ဘဲနေမြေအတင်းပြီးစီပြည်သူလူထုလက်ဝဲရှိကြဖော်ပြထားပါတယ်ဒါကြောင့်လူသားချင်းစာနာထောက်ထားမှုပေးရခြင်းဆိုင်ရာလုပ်ငန်းစဉ်များဆောင်ရွက်ရာမှာတဘာဝပြီးစစ်ပေးတပ်အမှန်တကယ်ထိခိုက်ခံစားနေရတဲ့မြန်မာပြည်သူများထံအကူအညီများတိုင်းရင်ရောက်ရှိရေးသက်ဆိုင်သူများအလုံးနဲ့ချိတ်ဆက်ဆောင်ရွက်ဖို့အထူးပင်လိုအပ်တယ်လို့ဆိုပါတယ်။ အားလုံးပါဝင်နေရေရှည်တည်တတ်ခိုင်မြဲတဲ့ငြိမ်းချမ်းရရှိနိုင်ဖို့အတွက်စစ်ကောင်ဆောင်တဲ့တစ်ဖက်သက်ဆက်ဆံဆောင်ရွက်မှုတွေကိုအထူးသတိပြုတင်တယ်လို့ဆိုပါတယ်။ဒါကြောင့်အာဆီယံကောင်ဆောင်များအနေနဲ့ငလင်တန်တဲ့ပြည်သူများကိုလူသားချင်းစာနာထောက်ထားမှုနဲ့အကူအညီတွေကိုစစ်ကောင်ဆောင်ကတဆင့်ပေးရနေပါကနိုင်ငံရေးအလွဲအသုံးချမဲ့အန်တီရဲ့မလွဲမသွေကြုံရနိုင်ကြောင်းပါရှိပါတယ်။အထက်ပါချက်တွေကြောင့်အကူအညီများကိုစေအောင်စုမတဆင့်ပေးရခြင်းကိုလကောင်းတို့အနေနဲ့အပြင်းထန်ကန့်ကွက်ကြောင်းဆိုပါတယ်။ 2025ခုနှစ်မှာအာဆီယံနဲ့ကြာဥက္ကဋ္ဌပြည်တယ်မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ကအေဘီလာ19ရက်နေ့မှာထိုင်းနိုင်ငံဗန်ကောက်မြို့မှာမြန်မာစစ်ကောင်စာပို့ချုပ်မှုကြီးမြောင်းလိုက်တဲ့တွေ့ဆုံပွဲစီစဉ်ထားကြောင်းတရင်းနေဖော်ပြပြီးရဲ့နောက် NUG နဲ့ EOG ကကြီးညာချက်ထုတ်လာတာဖြစ်ပါတယ်။ အာဆီယံခေါင်းဆောင်တွေကမြန်မာစစ်ကောင်ဆောင်ကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာခေါ်ယူတွေ့ဆုံပြီးငလင်တန်တဲ့ပြည်သူများအတွက်အကူအညီပေးရေးဆွေးနွေးဖို့စီစဉ်ထားတဲ့အပေါ်လည်းအထူးစိုးရင်ကြောင့်ဒီကနေ့ထုတ်ပြန်ချက်ကဆိုပါတယ်ဒီငလင်ကိုအကြောင်းပြပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအားလုံးကစစ်ကောင်စီကိုပဲနေရင်ထိုင်ရင်မတိမတားလေးနဲ့အတိမတ်ပြူတဲ့အနေအထားမျိုးဖြစ်သွားနိုင်တာကကျွန်တော်တို့ရဲ့အကြီးဆုံးစိုးရိမ်ချက်တစ်ခုဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူဘဒူစောတော်နီကသတင်းဌာနကိုပြောပါတယ် မြန်မာနိုင်ငံမှာငလင်ပြေးမတိုင်မီကလေးကစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ဒုက္ခရောက်နေကြသူတွေရှိကြောင်းဘဒူစောတော်နီကထောက်ပြပါရယ်။စာကားဆိုင်ရဲ့လှုပ်ဆောင်မှုကြောင့်လူမှုကိုပြင်းထန်တာပြီးနှိမ့်ဆက်ညှဉ်းပန်းခဲ့တဲ့အတွက်လူ၃တန်းကျော်၄တန်းလောက်ပေါ့အဲ့ဒီဒုနယ်ထဲမှာတင် တသန်းကျော်လောက်ရှိရင်ဒီလူတွေကဒုက္ခရောက်နေပြီသားပါအဲ့ဒီလူတွေကိုလည်းပေးဖို့တင်တယ်ပေးမယ်ဆိုရင်လည်းအပြန်ပေးရစနစ်နဲ့ parallel ကျွန်တော်တို့နေမျိုးတွေကိုလည်းပေးတင်တယ်လို့ယူဆတယ်လို့သူကမှတ်ချက်ပေးပါတယ်တော်လိုင်းအင်အားစုထိန်ချုပ်ထားတဲ့နေမျိုးမှာအဆက်သားတွေကိုကူညီပေးနေတဲ့အဆက်ဖက်ဖွဲ့စည်းရေးရှိပြီးလိုအပ်နေသူများထံထိထိရောက်ရောက်ပံ့ပိုးနိုင်မယ်လုံမှန်စွမ်းရှိကြောင်း၎င်းကဆက်ပြောပါတယ်စစ်ကောင်စီဘက်မှာတော့ငလင်ပေးတင်သူများအတွက်ကုညီကိစ္စရင်းလုပ်မယ်ဆိုရင်၎င်းတို့ရဲ့ခွင့်ပြုချက်ရမှသာလုံဆောင်ခွင့်ပြုမယ်ဆိုတဲ့မူကိုချထားပါတယ်။ ဧပြီလ9ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့စစ်ကောင်စီအစည်းအဝေးမှာဒုတိယစစ်ကောင်စာဒုတိယဗိုလ်ချုပ်မကြီးစုဝင်ကကုညီကယ်ဆယ်ရေးဖွဲ့များအနေနဲ့မြို့ပြအဖွဲ့အစည်းမဆိုတီးခြားလွတ်လပ်စွာရည်တည်ပြီးဆောင်ရွက်ခွင့်မရှိကြောင်းပြောထားပါတယ်။ကြိုတင်ခွင့်ပြုချက်တောင်းခံထားတဲ့အဖွဲ့အစည်းများဖြင့်ရန်လိုပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပြီးသွားမယ်ဆိုတဲ့မူဝါဒတရားဆောင်ရွက်သွားဖို့လိုအပ်ကြောင်းဒုတိယစစ်ကောင်စာကပြောထားပါတယ်။ လက်ရှိမှာနိုင်ငံ24နိုင်ငံကကုညီကင်စည်များဆောင်ရွက်ပြီးနေကြောင်းစစ်ကောင်စီပြောခွင့်ရပို့ချုပ်ဆောင်မင်းထွန်းကပြောထားပါတယ်။မလ28ရက်ကလောက်ခတ်ခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့ငလင်တန်းကြောင်းတိုင်းပြည်နယ်6ခုမှာ AB 15ရက်နေ့ထိတည်ဆုံသူ3666ဦးထိခိုက်ဒဏ်ရာရရှိသူ4825ဦးနဲ့ပျောက်ဆုံးနေသူ129ဦးရှိရလို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ လက်ရှိမှာကုလသမဂ္ဂအဖွဲ့အစည်းများပါဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကကုညီဆောင်ရွက်ပြီးနေပြီးအော်စတြေးလျအစိုးရကတော့စစ်ကောင်စီကိုတိုက်ရိုက်ပေးရသွားမှာမဟုတ်ဘဲနိုင်ငံတကာကြက်ချီနီအဖွဲ့ ICRC နဲ့မိဖက်ဖွဲ့တွေကတဆင့်ဒေါ်လာ၉တန်းကိုတဆင့်ကူညီသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ လူသားချင်းစာနာထောက်ထားမှုရှိသောဂျာနီတော်ဗမ်မလိုက်တော်မိကိုကင်းတော်မူဝါဒတွေကိုလိုင်းနာဆောင်ရွက်တဲ့ဖွဲ့စည်းတွေကတဆင်ပြည့်ရခြင်းဖြစ်တယ်လို့အอสူရဘက်ကဆိုပါရင်စစ်ကောင်စီကကဲဆင်းများလောက်ကန်နေရလို့ဆိုတော့လဲစစ်ကောင်စီဝန်တန်းတွေအပါအဝင်ငလင်တန်တဲ့အများစုကရက်သက်တပတ်နှစ်ပတ်ကြာမြင့်တိတိုင်းလုံးုံတော့အမိုးကများအောင်မရောက်ရှိသေးတယ်လို့အပြည့်စည်းများလဲ ပြေချာမရှင်းလင်းရသေးပါဘူး။ဗလင်တန်ကျောင်းမြန်မာမှာလူဦးရေ6.3တန်ခန့်အရေးပေါ်အကူအညီတွေနဲ့ကာကွယ်စောင့်ရှောက်မှုတွေလိုအပ်နေကြကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညီနိုင်ရေးရုံးကထုတ်ပြန်ထားပါတယ်။တန်ရှင်းသောတောက်တုံးကြီးကျမ်းမာကြီးဆောင်ရှာမှုအမိုးကမရှိပဲနေထိုင်နေကြသူများအများပြားရှိပြီးပျက်စီးသွားခဲ့တဲ့လမ်းများအခြေခံအဆောက်အများနဲ့ဆက်သွယ်ရေးစနစ်ချုပ်ရမှုတွေကြောင့်နလင်ပေးတင်ပြည်သူတွေစီအကူအညီများရောက်ဖို့ရလဲပုံမှန်ခက်ခဲလျက်ရှိကြောင်း UNOCHA ကဆိုပါတယ် UNUG ဘက်ကတော့၎င်းတို့စိုးမိုးထိန်ချုပ်နေမြေတွေမှာငလင်ဘေးတင်အဆောင်လမ်းများရှင်းလင်းပြီးငလင်တန်းတင်ပြည်သူများကိုကူညီထောက်ပံ့မှုတွေပြုလုပ်နေပါတယ်စစ်ကောင်စီနဲ့လက်နက်ကင်တပ်တွေအပြည့်အရကြောင်းကြီးညာထားခဲ့တော်လဲအပြည့်အရချိုးဖောက်ကြောင်းအပြန်အလှန်ဆွဆွဲနေကြပြီးစစ်ကောင်စီကအနေအချင်းကိုအရှင်မြင့်တိုက်ခိုက်နေလို့မြန်မာနှစ်တစ်ကိုကာလာမှာပဲတည်ဆုံထိခိုက်သူဒါဇင်နဲ့ခြေပြီးရှိနေပါတယ် ဆက်လက်ပြီးအင်းစိန်မျိုးနဲ့ကာကြီးအပေါင်းခါဝင်ရပ်ဘွက်မှာလူငယ်များစစ်မှုထမ်းမလားဒါမှမဟုတ်ငွေပေးပြီးလူစားထိုးမလားဆိုတာတိုင်ရင်တောင်းရင်ငွေကြက်9000ရက်ခွက်အုပ်ချုပ်ရေးဖွဲ့ကလာစဉ်ကောက်ခံနေကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းအင်းစိန်မြို့နယ်ကာကြီးပေါင်းခါခွင်ရက်ကွက်မှာလူငယ်များကိုစစ်မှုထမ်းမလားဒါမှမဟုတ်ငွေပေးပြီးလူစားထိုးမလားလို့ဆိုပြီးတိုင်အောင်လင်းငွေကျပ်9000ရက်ကွက်အုပ်ချုပ်ရေးဖွဲ့ကလာစဉ်ကောက်ခံလျက်ရှိကြောင်းအဆိုပါရက်ကွက်နေပြည်သူတွေကပြောပါရယ်အေဒီလာ6ရက်နေ့မှာအင်းစိန်မြို့နယ်ကာကြီးခါခွင်ရက်ကွက်မှာစစ်မှုတန်းဆိုင်ရာအစီဝေး တရက်ဆင့်ခေါ်ပြီးအခုလတွင်ဖွင့်လှစ်တဲ့စစ်မှုထမ်းပတ်စင်စနစ်အတွက်လူငယ်များရွေးချယ်ဖို့မင်းနိုင်မင်းဖောက်တဲ့စနစ်ကိုအသုံးပြုမှာလားဒါမှမဟုတ်ငွေစုပြီးလူစားထိုးတဲ့စနစ်ကိုအသုံးပြုမှာလားလို့အုပ်ချုပ်ရေးမှူးကမေးလာကြောင်းတကယ်လို့လူစားထိုးတဲ့စနစ်ကိုအသုံးပြုမယ်ဆိုရင်ငွေကြေးထည့်ဝင်ရမယ်လို့ပြောဆိုကြောင်းသိရပါတယ်။အဲဒီနောက်ကကြီးခါခွေရက်ွယ်အုပ်ချုပ်ရေးအဖွဲ့ကဤပြည်လကိုရည်နေမှာအိမ်နောက်ဆုံးတစုလင်းငွေ၅၅000ကောက်ခံလာကြောင်းအခြားသောလမ်းများမှာစစ်မှုထမ်းခြင်းအဖြစ်တလလင်းအိမ်နောက်ဆုံးတစုငွေ၁၀000ခွဲမှ၂000ဝန်းကျင်သာကောက်ခံတော်လဲကကြီးခါခွေရက်ွယ်အုပ်ချုပ်ရေး အဖွဲ့ကအိမ်နောက်စုတစုလင်ငွေကျပ်9000တိကောက်ခံလာခြင်းဖြစ်ကြောင်းသိရပါတယ်။အစည်းအဝေးမှာလူငယ်တွေကိုမဲနိုင်စနစ်သုံးမလားအစားထိုးဖို့လူထည့်မလားစပြောပါတယ်။ပြည်သူတချို့ကလည်းသူတို့သားသမီးကိုသားသမီးမဲနိုင်လို့ပေါက်သွားရင်စိတ်မကောင်းဖြစ်ကြမယ်။ရှေ့ပတ်စဉ်တခြားလမ်းတွေမှာအုပ်ချုပ်ရေးမှုအစီအစဉ်နဲ့လူစားထိုးလို့ရတယ်ဆိုတော့လူစားထိုးမယ်ပြောတာပေါ့။အဲ့ဒီမှာအုပ်ကြီးကလည်းလူရှာဆိုသူတို့ရှာပေးပါမယ်အစားထိုးဖို့အတွက်ငွေသူမကောက်ပါဘူးမကင်ပါဘူး။ရမ်းမီရဖတွေကပဲလုတ်ပါဆိုပြီးအေဒီလာကိုရဲ့ညီမတအိမ်ဝ9000ထည့်ဖို့လိုက်ကောက်တယ်။9000ဆိုတဲ့ပမာဏကများတော့မှာတယ်တခြားလမ်းတွေ တသားခွဲ့2000ထင်ရတာကိုမထင်ကိုရင်ပြဿနာရှာမှာစုံးလို့ထင်လိုက်ရတယ်လို့ပြောပါတယ်။လက်တလောအင်းစိန်မူနယ်မှာလူငယ်များကိုညာပိုင်းအုပ်ချုပ်ရေးဖွဲ့နဲ့ရဲဖွဲ့တွေကပေါ်တာဆွဲဖမ်းဆီးမှုတွေအဲ့စင်းစစ်ဆေးမှုတွေနဲ့စစ်မှုထံပိုးဆင့်ခေါ်မှုတွေများပြားနိုင်ကြောင်းအင်းစိန်မူနယ်မှာပြည်သူများကသတင်းဌာနကိုပြောကြားခဲ့ပါတယ်။